ခရူကြချာနေကြီးကျော်မှာလေနှစ်ဆင်းတို့တယ်ဗောနော်ဒါမဲ့အစီဒီဘယ်ရွယ်လဲဆိုကိုလုံးမသိပါကိုလိုင်းမောတုံးတဲ့နခါကျတော့ဘာမြင်လာလဲဆိုရင်အဲ့ဒီဖလီဖလီဒီကတော့အတီရှေ့ဟာမှုပြီဗောနော်နေပြီးတော့လေဝေးဒီပတ်တာချမ်းမပေါ်တာ တချို့ကတော့တင်ထားတော့ကတုံးတော့ကောင်းတဲ့အသက်မြမိတ်ပေါ့ဒါပေမဲ့လှီကတော့ရှေခိလက်ရရှေခိလက်ရလှီဖြစ်တဲ့တက်လဲဟာဘယင်းနေနော်ရှေခိဘယင်းနေတောင်းဝဲတဲ့လှီပြောလဲကျွန်တော်မြင်တယ်ဒါပေမဲ့ဒီဖလေပေါ်တာကကောင်းတဲ့အသက်ကောင်းတဲ့မြမိတ်အမျိုးမျိုးယူသားကြဒါတော့မပြောလို့ပါဘူးဒီအသက်မြမိတ်ကောင်းတဲ့နေရာမှာကျွန်တော်လည်းအလားပြမကြအောင်အခုဖြစ်ပြနေတဲ့အဲ့ဒီ ဖလေဖလေနဲ့ဈေးမှာကအရှိကငါဆက်ပြီးတုံးပါကကိုဘေးနဲ့လီလမကိုဘေးနဲ့လီလမဆိုတော့ဒီဖလေတွေ့တာကရှေးဟာမိဖြစ်လို့ဒါကရှေးဟာတမိုင်းဝင်ပေါ့ဒါပေမဲ့ရှေးဟာတမိုင်းဝင်နေဆိုပေမဲ့တခုသိချင်တာကလေဒီလေကြီးပေါ်ပြီးရင် နဂါးတွေပူးမယ်တော့တွေလာမယ်စရာဟိုအိမိဆန်ပြောသူတော့ကျိုးသိမ့်နေတယ်အဲ့မျိုးပြောရမလားလို့မသိဘူးအခု play မှာဘာတွေဖြစ်လာလဲဆိုရင်အခုစင်ကရော့ဘွဲတွေပေးလာတယ်ဒါတို့မြန်မာပြည်ရဲ့ဗုဒ္ဓဘာသာဖြစ်တဲ့လူတွေရဲ့ဇလိ့ ်ငါဘီရဲ့ဓလေးကိုကအဲ့မျိုးဖြစ်တာဘုရားအာပွဲပြီးတယ်အခုဘုံမင်းကောင်နဲ့အဆက်တဲ့ဘုံမင်းကောင်သချင်းလေးရှမ်းအိုးစီလေးကတော့ပွဲပြီးတယ်အခုစက်နဲ့တေတံပူလာပြန်ပြီးနတ်မဟုတ်ပါဘူးဒီငကားလေးပူလာပြန်ပြီးတဲ့အဲ့တော့ဒီငကားပူတဲ့ငကားပူပြီးဒါကနတ်ကတော်တွေလာတော့မယ် နဂရော်လေးလာရမယ်ရွာကနေပြီးတော့သိတော့လားဒါဆိုရင်လင်းသူစားစတဲ့ဒီလေကိုဆောက်ချတဲ့ငကားဒီပြီးရင်လေကိုပိုင်ဆိုင်တဲ့ဘယင်းဒီမူမတ်ဒီတေနာပတိဒီလာတော့မယ်မြမပြီမှာကိုကလေဟိုတခုခုဖြစ်လို့ရှိရင်အာတခုခုဖြစ်လို့ရှိရင်အဲ့လိုတက်တာရှိတယ်အဲ့တော့အခုမြင်လိုက်တဲ့အရာကလေကိုလည်းဖြစ်ပြောတော့မဟုတ်နော် အရင်တော့သုံးပါးခယူမြို့ဟာအပေါ်မှာဆိုရင်ဒါတွေဖြစ်ရသိတာအပင်တွေလဲကြတယ်လဲကြတဲ့အပင်ပေါ်မှာမူတည်ပြီးတော့နဂရော်တွေကပူစားတယ်လောက်စားတယ်ဒါကဒီအပင်လဲတော့ကိုအကြောင်းပြုပြီးတော့နတ်တွေပူကြတယ်ရွာတော်ရှင်တွေပူကြတယ်မြို့တော်ရှင်တွေပူကြတယ်အပင်ရဲ့အစောက်တွေပူကြတယ်အဲ့မှနဲ့ဝါကျူအောက်ရွာမှာစီကားရဲဆိုတာလဲကြတဲ့အပင်ပြန်ထားမှာ အခုလည်းမြင်မြင်ချင်းမှပဲမကြဘူးလေဒီပေသားမဒါရီပြီးတော့မယ်ပွဲတွေပြီးတော့မယ်ပွဲတွေထိုးတော့မယ်ဟုတ်ပဲလေပေါ်တာမှမကြဘူးကတော့ပွဲတင်လာတော့ထားပါတော့ဒီနေပိုင်းရွာပိုင်းချောင်းပိုင်းအင်းပိုင်းတွေအစတို့ကတော့ပွဲပြီးတယ်ဒါမှမဟုတ်လေသာသနာဆောင်နဲ့မြင်းကြီးတွေကတော့ပွဲပြီးတော့လက်ခံပါတယ်မြန်မာပြည်ရဲ့ရိုးရရင်ကျေးမှုလားပါလားကိုယ်လည်းမသိဘူး မြန်မာပြည်ရဲ့ရိုးရိုင်းကြည့်ဘူးလို့ပြောရတယ်ခိုင်ဆိုင်ကလော့ခံထိနေအောင်မှာအဲဒီပွဲပြပြီးတာနဲ့ဒီဒေရှင်အိုစီနဲ့အဘဘုံင်းကောင်တချင်းနဲ့ပြော်ပြီးတော့မြူသူပြော်ပါလို့နဂါးတဲ့တောင်ဝင်လာတယ်ဒီနဂါးတွေကဘယ်ကနေဆက်နွယ်လာလဲဒါမြန်မာရဲ့သလေထုံတန်းစစ်လာတစ်ခုအခုသိရင်ဒါဆက်ကြည့်နေနော် ဒီလေကိစ္စနဲ့ပတ်သက်ပြီးတော့ပူကြမယ်တုံကြမယ်ပြောကြမယ်ဟောကြမယ်ဘလို့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 ဒါဆိုရင်ဒီလေကိုဘယ်တက္ကိယမှာဘလို့စောက်ခက်လဲဘယ်မင်းတုံခက်လဲဘသူတုံခက်လဲဗမာမြောက်ခက်လဲဘာကြောင့်အခုမှပေါ်တာလဲသူစေတနာတွေပါပြီးတော့မလေးလာနေတော့အဲ့တော့ဘယ်လိုလေးလာရမလဲ ဒီပူးနေတဲ့ငကားတွေအဲ့ဒီမှာပူးနေတဲ့ဒီရွာသောက်တွေခြံသောက်တွေငကားကြီးငကားသေးသေးငကားမလေးတို့ပဲရတော့ဘာပဲအေးဒီဗလာဗလာစင်ဒီပူးတဲ့ငကားတွေဒီပူးတဲ့နတ်တွေကပို့သိလိုက်မယ်တို့ပိုင်ကြတဲ့လှိတွေဆိုတော့ဒါကြောင့်လှိကိုရှေ့ဟောင်းသူတေတနာမပို့ပဲနဲ့ ရှေ့ဟာသူ့တည်တည်ခေါ်ဆရာမလို့တော့ဘူး။စိုင်းတန်နဲ့ရှမ်းအိုးစီကြားမှာပူးနေတဲ့အစောက်တွေပူးနေတဲ့ငကားတွေအဲ့ဒီလူတွေကဘေးပူးနေတဲ့နတ်တွေကပြောလိုက်မယ်။ဘယ်ခုနဲ့ဘယ်အိမ်ဒီဘယ်ရာဒီသာသနာ့နာဆိုရင်ဒီနေ့ကညီချင်းမှုပြရမရဘယ်နဲ့အဲ့ဒီမှာထားလို့ရှိရင်ဒါဖြစ်လာမလဲစဉ်းစားနတ်ကုန်းတွေဖြစ်လာမယ် ်နန်းတွေဖြစ်လာမယ်။လေကိုစောက်ရှောက်တဲ့ခင်မတွေဖြစ်လာမယ်။လေကိုပိုင်ဆိုင်တဲ့လီသတိဖြစ်လာမယ်။လေကိုပိုင်ဆိုင်ခဲ့တဲ့ဘယင်းစလဲပုံတော်လေးထုတ်လာမယ်။ပြောလာမယ်၊တုံလာမယ်။ဒါဆိုအဲ့ဒီလေကိုစောက်တဲ့နတ်ဆိုပြီးတော့အဲ့ဒီနတ်ကွန်ကြီးတွေပေါ်လာရင်မြန်မာပြည်ရဲ့လက်ပတ်စံနေရာတစ်ခုရတာ။မြန်မာပြည်ကအဲ့လိုမျိုးပူပြီးတောင်းတာတို့ပြောတာတို့ဆိုလူတွေရဲ့ 85နဲ့900ခိုင်နှုန်းကနောက်နောက်ဒီကိစ္စမှာဘလို့ပုံကိုတွေဝင်ပူအောင်မလဲဘလို့အရာတွေကဒီခလေးကိုပိုင်ဆိုင်တယ်ဆိုတာလာတော့မယ်နော်ပြီးတော့ခလေးကိုအချမ်းပြုပြီးတော့အလူခံနေလာလိမ့်မယ်အလူငွေတွေထည့်ကြမယ်အဲ့တော့အဲ့ဒီရွာလေးတွေစီကားလာမယ်ဒါမဲ့ လေပေါ်ထွန်းခြင်းရဲ့နမိတ်ကတော့ကံနမိတ်လို့လူကြီးတွေပြောကြတာဒါတော့လေပေါ်ထွန်းတာခုံယူတယ်မိမိရဲ့မြမယိုးရယဉ်ကျေးမှုဆိုတော့လက်ရလေးပြပေါ်လို့ဒါမဲ့တခုတ်ဝန်းနေတာကတော့ဝင်ပူတဲ့လူတွေကဘလို့ဘလို့ဆက်ချပူလဲဆိုတာလေအဲ့ဒီနေဗီဒေါ်နာမှရှိတဲ့လူတွေက ဗီဒီယိုဖိုင်လေးရိုက်ပြီးပို့ပေးစီချင်တယ်သိချင်တယ်ဒီလေကဘယ်ကနေလာသလဲဘယ်ကြောင်ကြောင်ပြီးရောက်လာတယ်အဲ့ဆက်ဝင်စားတယ်အဲ့လိုဆက်ဝင်စားတဲ့ကိစ္စမို့လို့အခုဒီသာကြည့်ပြီးလို့ရှိရင်ဒီလေတဲ့ပတ်သက်ကြောင်ရတယ်ကိုဝေဖန်သုံးသက်နိုင်တယ်ကျွန်တော်တော့အားလုံးမသိဘူးเนาะကျွန်တော်မြင်တာကတော့အခုစဉ်ရှန်ဦးစီနဲ့ဘူဝင်းကောင်ရဲ့ငကားတိုက်ဆက်ရဲ့ ကြိုင်တော့ရှင်ဘရင်တွေမိဖုရားတွေမူမတ်တွေတေနာပတိတွေအကုန်လုံးလိုက်လာတော့မယ်လေဖလီကိုအကြောင်းပြ၍နတ်နံဖြစ်လာဒီလိုပဲမြမဘီမာကတခုခုစဉ်တွေအမျိုးနတ်တွေပူလာမယ်တုံလာမယ်အဓိကအိဇာတုံနေတဲ့ဟာတွေကအဲ့ဒါတွေကိုယုံလားဆိုတော့အဲ့ဒါတွေကိုမယုံနေဘူးဘုရားနာ ဒီလန်ကိုလိုက်တဲ့ဆိုဒီလန်ကိုလည်းလာတယ်ဒါမဲ့ဘဒုကုမလည်းမစော့ကားဘူးအခုမိတဲ့ပိုင်ရှင်ကအဲ့ဒါတွေကိုယုံလာစင်ဒါကျွန်တော်ရဲ့ဘဝရဲ့အသွေးကြောင့်ဒီထဲမှာဆိုရင်ဒီကျွန်တော်ရကွက်ထမ်းမှာစိုင်းပြီးတဲ့အခါတော့မှတချို့ဆိုရင်ဝင်ပူးကြတယ်တုံကြတယ်ငါကနေရမိငါကနေရဖေးငါကနေရဖိုးငါနေရဖွာလို့ပြောတယ်ဒါကပါလေလမ်းဘေးကနာနာဘဝတွေက အခွင့်ရေးရလို့ဝင်ပူးပြီးပြောတာတခါလေကြိုင်လမ်းပေးနာနာဘဝအဲ့ဒီလမိုင်းနေလမိုင်းနေကတ်လို့ရှိနေပို့ပြီးမှန်တယ်လမိုင်းဆိုတာကလည်းလမိုင်းအမျိုးမျိုးရှိတယ်လမိုင်းကကတ်လို့ရှိရင်သူတယောက်ဆောင်လာတော့တယ်သူတို့ပြောတာတွေမှန်တာကွက်သိစလူတွေယုံတာလမိုင်းအပေါ်ကိုယုံသွားတာအခုလည်းဒီကိစ္စလည်းစိုင်းတန်ပေးတယ်ကရော့ပဲပေးတယ်ကရော့ပေါ်ပေးတဲ့ကဘလူပေးတယ်လို့မသိဘူးဒီကရော့ပွဲကိုမှီပြီးတော့ ပြီးနာမှရှိနေတယ်ဌာနာဘာဝတွေမကျုံမလို့တွေကအမိတဲ့ပြုပြီးတော့ဒါဆိုရင်တို့ကတယုတ်ဆောင်တင်တန်းတတ်ထားတယ်လို့ပဲခေကဘလို့ဘလို့ဘလို့နဲ့တို့ပြောပဲဒါကိုဒီရွာခန့်အများစုကဒါကိုလက်ခံအခုဒီနတ်နန်းနေရှိနေတယ်ဒီနောက်ပိုင်းစိတ်မြန်မာဒီမှာဘာတွေနဲ့လောက်စားရလို့လွယ်လဲစင်ဟိုအယုတ်တွေအယုတ်တွေကိုခေါ်တာဖြစ်တယ်ဒါဖြစ်တယ် မနှိမ်ဘူးနော်ဆော့ကားတာမဟုတ်ဘူးယုံကြည်တဲ့လူကတော့ကံတဲ့ပိုင်းမှုလောက်ယုံတာလို့တော့တော်ပြောချင်းတယ်ဒါပေမဲ့ကိုယ်တက်ခစ်ကြည့်မှာကြီးပြင်းလာတဲ့လူတွေတက်ကြတာကံမျိုးတွေလက်ခံနေတာမဟုတ်ဘူးအဟုတ်ပြီလေအာလက်ခံတာသာတန်းကလားလူငယ်များစုကတော့တိတ်ပန့်ရဲ့နောက်မှာဗုဒ္ဓကိုလက်ခံတယ်ဗုဒ္ဓဟောကြားတဲ့တရားစီစဉ်တာတော်ကိုလက်ခံတယ်ဒါပေမဲ့ ဗုဒ္ဓပြောတဲ့အဆုံးအမစကားကိုလည်းသူတို့လက်ခံတယ်။သမထခါလေးကြရင်ဗုဒ္ဓအဆုံးအမနဲ့ဈာမအယူအဆတွေအလွဲမှားမှုတွေတိမ်းရှာမှုတွေရှိလာတဲ့အခါကျတော့ဒီနေ့ခေတ်လူငယ်နဲ့အရင်ရင်ခေတ်ကလူကြီးတွေရဲ့အသွေးအခေါင်းအမြောင်အမြင်တွေကကွာခြားသွားတော့ကမောက်ကမလေးတွေထားဖြစ်လာတယ်။အဲ့ဒီဒီလေးဆိုရင်ကျွန်တော်တို့ဒီ အာလေးလာသမှုယဉ်ကျေးမှုဌာနတဲ့ခေါ်ဘယ်တတ်တမ်းဘယ်တတ်တမ်းဆိုတာကသမိုင်းကြောင်းရှိရင်ပေါ်လာမယ်ဒီဖြစ်ရောဖြစ်စဉ်မြန်မာပြည်မှာကလေအဲ့ဒီဝင်ပူတာတို့တုံတာတို့ကဘယ်တော့မှပြမှာမဟုတ်တော့အဲ့တော့အခုကိစ္စကဘာဖြစ်ဖြစ်လာမလဲဆိုတာကဟိုအိမ်ဆိုင်ပြောသလိုပေါ့ကြိုသိနေတယ်လို့ပေါ့အဲ့ဒီလေကနေပြီးတော့ခုနကကျတော့ပြောသလိုပေါ့နန်းနေနန်းနေစောက်လာမယ်အစအဦးတွေစောက်လာမယ် နေရာဆောင်နေစောက်လာမယ်အဲ့လိုမပြောနဲ့ကျွန်တော်တို့တန်ပြီးဈေးမှရှိတယ်တခုရှိတယ်ကျွန်တော်ဟိုတိတော်သွားတာပိန်နေပြီရဲ့တဘာဝဒီအစီထမဒါဝေးပိန်နေပြီတဘာဝအစီထတာကိုဆရာတော်တဘာကသူ့ရဲ့ကြောင်ပေါ့သူမြည်လာသူဝယ်လာတဲ့မြည်သူများလူလာတဲ့မြည်ပေါ့မှာပိန်နေပြီကအစီထတာကိုတဲ့မဖဲဝါကရာသီလာတယ်ဆိုပြီးတော့ဆရာတော်ကိုအိမ်မက်လာပေးတယ်တဲ့ အဲ့တော့ဆရာတော်ကလည်းမဖဲဝါကဒီပိန်နေပိန်မှာရှိနေတယ်လို့ပေါ့အဲ့ဒီမှာယာဒီလာနေတာကိုဆရာတော်ကမဖဲဝါရှက်လို့ဆိုပြီးတင်ငန်းပတ်ပစ်လိုက်တယ်တင်ငန်းပတ်ပစ်လိုက်တာကအဲ့ဒါဒူယွာကအမတရားကဆရာတော်နဲ့ခင်တဲ့ခါကျဆရာတော်ပြောတော့မဖဲဝါကတင်ငန်းပတ်တာမသိတော့ဘူးဆိုပြီးတော့သူထမိတ်တဲ့ထဲလှူလိုက်တယ်အဲ့တော့ဒီပြဿနာကဘာဖြစ်လဲဆိုရင် ចောင်းနိုင်ဘုံကြီးကအသက်32နှစ်ငငယ်ဒါပေမဲ့သူ့ကိုယ်တိုင်ကဒီဖယားဇေဒီရဲ့ဝန်ကျင်မှာရှိနေတဲ့ရောဘာဘင်ဂျာမရှိနေတဲ့ပိန်နေပင်ရဲ့တဘာဝကအစီထွက်မယ်ဘန်းသလုံးပင်ကစပြီးမှုပင်ကစစီးရထအစီထွက်တဲ့တဘာဝတရားကိုလက်မခံဘဲနဲ့အဲ့ဒီပိန်နေပင်ကမဖဲဝရှိနေတယ်တဲ့မဖဲဝရာဒီလာတယ်ဆိုပြီးတော့ ပိန်နေပင်ကိုအခုထမိန်ပတ်ထားပေးတယ်။ညုံကြည့်တဲ့လူကသွားပြီးအဲ့ဒီပိန်နေပင်ကိုရှစ်ခိုးကြတယ်၊စွန့်တောင်းကြတယ်။အဲ့ဒီဘေးမှာနတ်ကုံလေးတောင်ဖြစ်လာတယ်။ဘာနတ်ကုံလဲ။ပိန်နေပင်ကိုအမိပြုပြီးဖြစ်ပေါ်နေတဲ့မဖဲဝါနတ်ကုံ။ဒါကျွန်တော်တို့ကတော့ကြည့်ပြီးပြန်လာတဲ့အခါကျတော့အဲ့ဒါဆိုင်တဲ့ပုံမှန်နေပင်နဲ့ကမ်းနေကြတော့ပေါ့။ကိုသွားတဲ့အခါကျတော့အဲ့ဒီပိန်နေပင်စောက်တဲ့မဖဲဝါကြီးကမဝင်တော့ဘူး။ကျွန်တော်အမြင်မှာ မဖဲဝါရဲ့ဆက်ထုတ်ပြီးအကောင့်တစ်လုံးနဲ့လာလာပြီးတော့ကတရားဆက်တိုင်းပွဲတိုင်းမှာဖြစ်နေတဲ့ဆက်ထုတ်ဒါမဲ့တကယ်တကယ်သူတင်ကြည့်ဘူးတဲ့ဆရာကြီးတွေဆရာမကြီးတွေမေးဘူးတဲ့သူတင်ကြည့်တယ်ဆိုတာကဒီခေတ်မှာကတုတ်တက်သူတွေကြည့်လို့ရှိရင် line ပေါ်မှာသိရတယ်အရင်ခေတ်ကတုတ်တက်သူတွေကြည့်လို့ရှိရင်ဘယ်သူမှပြောလို့မရဘူးဒီခေတ်မှာတုတ်တက်သူတွေကြည့်ရင် ကားနဲ့သွားကြတယ်အုပ်စုလိုက်သွားကြတယ်ပြီးရင်ဘက်ဖက်မှာစီးရစိုက်တွေနဲ့ကိုယ်ဖွဲ့ပဲဖွဲ့ပြီးဒူရီကြည့်တယ်ဗီဒီယိုရံတက်ပြီးတော့စလိုက်ပြီးတော့ထိုးပြီးတော့ line ပေါ်တင်နေတယ်ဒါကဒီခေတ်ရဲ့ဒူရင်ကြည့်တာအရင်တော့ကဒူရင်ကြည့်တဲ့ဆရာတော်ကြီးတွေတကယ်ဒီမောတက်ပညာတက်ချင်တဲ့လူတွေလူတွေကတောက်တဲ့ဒူရင်ကြည့်လို့အောင်မြင်ဝိုင်းရင်မဖဲဝကိုယ်နိုင်လာပြီးတဲ့ စေမြစ်တွေစေမီတို့တွေရတယ်တဲ့မျိုးပြောတာအဲ့ဒါကိုကျွန်တော်တို့မမေးဘူးလဲဆိုတော့ဒီတန်ပီစံမျိုးမှာရှိတဲ့အခုလည်းရှိတဲ့ခေစားရှိတဲ့ဘုံမင်းကောင်ရဲ့ဓာတ်နဲ့အလုတ်တုံးနေတဲ့လူဘို့နဲ့လူပဲနော်လူဘို့ကြောင်ပေါ့လူပဲလူပဲပြောရတော့လူသူ့ကိုမေးပြီးတော့သူအဲ့လိုရှင်းပြတယ်သူ့လိုပဲနောက်ထပ်အဲ့ဒီဖွန်အသက်မြောင်လေးလာတဲ့ဆံမကြီးတရားကိုလည်းကျွန်တော်မေးတဲ့ခါကျတော့အဲ့လိုပဲ ဒါပေမဲ့တကယ်တကယ်ဖွဲဝါသည်ရုပ်ဆိုတော့မိမမဟုတ်ဘူးသဘင်အရှိကြီးနဲ့ဒီပိုက်ဖြူတွေဝုတ်ပြီးတော့ကိုယ်ပေါ်ကိုယ်တိုင်သူရင်လို့အောင်မြင်သူတို့ကလက်ဆောင်တစ်ခုလာပေးတယ်အဲ့ဒီလက်ဆောင်ကဘာလဲဆိုရင်မော်ပညာမှာတုံးလို့ရတဲ့လက်ဆောင်လို့သူတို့ပြောဘူးတယ်အဲတတ်သိပြပါဆိုရင်အမျိုးကျွန်တော်တို့လည်းလေ့လာတယ်အခုဖြစ်နေတဲ့ဒီလေကိစ္စကိုလည်းဒီလေကတာနိုင်ငံဓာတ်ပေါ်ကြည့် ူပိုင်းမှာတပေါ့ကြည့်ပွဲပေးစရာမလိုဘူးနှက်တယ်လည်းပူစရာမလိုဘူးသူတို့ကဒါကိုပြူပြင်းမဲ့ထိန်းတိုင်းမဲ့ဘယ်ခေဘယ်အေဒီဘယ်ရာစုအညူပြဿနာတွေရှိတဲ့အခါကျတော့ဒီတိုးတက်နေတဲ့ခေကြီးတွေမှာတိုးတက်တဲ့လူငယ်တွေနဲ့လူငယ်တွေရဲ့အသွေးခေါမျောမြင်တဲ့အရင်ရင်ရှိခေကရှင်းလူကြီးတွေရဲ့အသွေးခေါမျောမြင်နိုင်မှာလွယ်မှာမှုတွေက กว่าမှုတွေကအမျိုးမျိုးရှိလာတယ်ဒါပေမဲ့မြန်မာပြည်မှာကဗုဒ္ဓရဲ့အဆုံးအမကိုဒါလက်ခံတယ်ဗုဒ္ဓဘာသာလို့ဒါအော်နေတယ်တချို့တချို့တော့80ရာခိုင်နှုန်းတွေကဗုဒ္ဓကိုပူဇော်ရုံအစ်စ်ပဲထားပြီးတော့နတ်တွေဒီမမြင်ရတဲ့ယုတ်ကဇိုးတွေကိုမေတ္တာမပို့ဘဲနဲ့အညှမဝီခွေးနဲ့ကိုးကွယ်တဲ့အစ်စ်ဖြစ်နေပါတယ်။အခုကဗုဒ္ဓကပြောခဲ့တယ် ဒါလေးတွေကြည့်ပါဒါလေးတွေလောက်ပါဆိုရင်လူတွေကဂယုဆိုင်မှုတွေအာနေပြီးတော့ဒီ net တွေကိုွယ်တဲ့ net တွေဆိုကြောတွေကသက်စကားဆိုရင်ယုံတယ်ကရောစကားဆိုရင်ယုံတယ်ဘာကြောင့်ယုံလဲကိုကြီးကျော်ဝင်ပူးလို့ကိုကြီးကျော်ကမြေဒိဋ္ဌံလောက်ရမယ်တလားစဉ်ဒိဋ္ဌံဝင်တယ်ဗုဒ္ဓကဒီလမ်းစဉ်ခြေပါလို့ဒီလိုနေကြပါလို့လူသားကိုမိတ်ခဲ့တာ လိုက်နာမှုဒီအာနေနေတယ်အဲ့တော့ဗုဒ္ဓဘာသာဒီလူတွေများစုကနတ်ကိုကိုးကွယ်ပြီးဗုဒ္ဓကိုပူဇော်တဲ့အစေ့တာဖြစ်နေတဲ့မြာပြည်ဒီတကယ်ကိုရှင်ပြရာခတ်တဲ့ဒီလောကဖြစ်တယ်ဒါကြောင့်ဗုဒ္ဓကိုကိုးကွယ်တဲ့လူအစစ်ဆိုရင်ဒီခေတ်ငယ်တွေကဗုဒ္ဓကိုကိုးကွယ်ကြတယ်ဒါပေမဲ့ခေတ်နဲ့ညီသူတို့ဒီပေါ်ပါသွားနေထိုင်လာကြတယ် ဒါလွယ်မှမဟုတ်ခုဆိုတော့ဒီတက်တေပြမယ်ကြာရင်ကုနာပိန်နေပင်ငါမဖဲဝအကြောင်းတော့ပြောပြလိုက်တယ်နောက်တစ်ခုကဒီတံပူချမ်းမျိုးရဲ့တက်ခမီတက်ခမီမှာဆိုရင်ဝါဂျူမှာကြာတော့အပင်ကြီးကြီးလဲပြီးတော့လောက်စားတိုင်းစားတဲ့ပူရတဲ့တပင်ကိုခွာလို့မရဘူးအဲ့ဒီတပင်တခွာလို့ရှိရင်နေမကားမှုဖြစ်လို့ဆိုပြီးကျွန်တော်တို့ကိုယ်တိုင်ငယ်ငယ်တုန်းကဒီရောင်ဒီထုံးတို့ရာစာမေးတို့ခက်စားတဲ့ကားနဲ့ လာတဲ့ရန်ကုန်ကလူတွေကျွန်တော်ကလည်းငငယ်လေးနဲ့စက်ပိုင်းနဲ့သွားပြလေအဲ့ဒီတိပင်းချေရုံဓာတ်နဲ့ကလောကလောပြီးအဲ့ဒီအစားခွန်စားယူပြီးတငယ်ချင်းတွေတရားတစားပေးကိုယ့်အိမ်ဘုရားအိမ်ကြဘယ်နဲ့ပြန်ဘာဖြစ်လာမလို့မိုးလေးလည်းဘာမှဖြစ်လာမလို့မိုးလေးဘာမှဖြစ်လာခဲအဲ့ဒီနေရာမှာဘယ်သူမြဝလာသိတာကျွန်တော်တို့ရထုံအပြည့်ကြီးကြအဲ့ဒီတော့ငါရီတဘူးကဘလားမှမရှိဘူးရီတဘူးနာမှုရတိုင်းကညောင်နီညောင်နီဆုံးကားတွေတံပြချက်ကိုဆက်ဆဆင်းတဲ့ခက်မှာ အမတော်တော်ကဘာမြတ်ဝါလဲဆိုရင်ဝါကြီးအာရွာမှာလဲပင်ကိုအောင်ပြီးတော့တို့တော်ရေသားဘူးနဲ့ရေသားအမိုးတဲ့ရောင်စားတာမနေမြတ်ပါလေအဲ့ဒီမှာနောက်ထပ်ဘူးမြတ်လေအဲ့ဒီအပင်ကိုမိပြုပြီးတော့နတ်ကုန်းတွေစပယ်ပူကြတယ်တောင်ကြတယ်အပင်ဆောင်တဲ့ဆိုပြီးယောဂါတွေကုကြတာဘုံမလက်ခံတဲ့တဏ္ဍာန်ကံလုံးရဲ့40ရာခိုင်နှုန်းကဝါကြီးအောက်ရွာမှာတစ်ပင်လဲတော့ဆိုပြီးလာကြည့်ကြတယ် အသစ်ပင်ကလဲပြီးပြန်ထားမယ်အခုတော့နောက်ဆုံးတော့သံဃာရေးဌာနတွေလာပြီးတော့မညီမညွတ်ကြနဲ့ကွဲဝါတဲ့အဲ့ဒီသစ်ပင်ကြီးကလည်းအခုတော့အပင်တွေဖြစ်ပြီးအဲ့ဒီသစ်ပင်ရဲ့အောက်မှာနတ်ကွန်စောက်ခဲ့တယ်နတ်ကွန်စောက်ခဲ့တဲ့အခါကျတော့အခုအဲ့ဒီနေရာကိုဘဒူကဒုက္ခရောက်လဲဆိုခြံရှင်ကဖျားပန်းဖျားတမဟုတ်အဲ့ဒီနတ်ကွန်ပန်းကိုလဲပေးရတယ်တပတ်တစ်ချိန်ဒါပြသူတို့နတ်ကွန်အချိန်မှာ ဘာကောင်တတ်နေတာမှန်းကိုမသိဘူးအဲ့တော့ပြီးွားတဲ့ပြဿနာက အရှိကနတ်ကတော်ဒီနတ်ဆရာဒီဘာရင်ညာဒီလောက်ပြီးတော့အခုလက်ရှိကျန်တဲ့အဲ့နတ်ကုန်တတိလေးမှာအဲ့ဒီလေသမားကစနေနေ့ဆိုဖေယအဲ့ဒီနတ်ကုန်တပန်းလေးရတော့လေဘိုးရဝတ်စားလောက်ရတော့လေပိုင်မျိုးလေးတွေဖြစ်လာတယ်အဲ့ဒါပြီးတော့ဒုံမွန်ပြီးတဲ့စက်ခမိမှာမယုံလက်နေချင်းတော့လူကြီးပါလေစက်ခမိမှာလေ မှုဘွေးပေါ့လေဆိုပြီးတော့ခြံစည်းရိုးနဲ့ကအဲ့ဒီမှုဘွေးကိုခြံစည်းရိုးနဲ့ကပြီးလူတွေသွားပြီးဟာလက်လာပါတယ်ပွေပွေပို့မှုပို့ပို့တော့လက်လာပါတယ်ပို့ရတယ်ထင်ပြီးတော့လေဘာဖြစ်လဲအရင်တော့အဲ့ဒီအပင်နာမှာပင်ကြီးပင်စီဘာသာပင်လို့ပါလို့တပင်ရှိတယ်အဲ့ဒီအပင်ကိုထောက်လိုက်တာအောက်ကမှုဘွေးထွက်တာမဆမ်းဘူးမဆမ်းဘူးဆိုပေမဲ့စက်ခမိမြို့မှာနာမည်ကြီးလိုက်တယ်မှုဘွေး အယုံကြည်မှုတွေနော်အဲ့ဒီမှုဘွေးကြီးကြာလာတော့ဘာဖြစ်လဲနုံပြီးတော့ပြောင်းသွားပြီးသွားတာညီညီမင်္ဂလာပါနော်ဟိုင်းအဲ့တပ်သေးတာကဆိုလိလဆရာတွေအများကြီးကျတို့ဒီနောက်ပိုင်းဆိုရင်ဒီတန်ဆန်းမျိုးရဟိုဘက်ရောက်စင်းညာဘေးအောက်ကစိတ်ဆန်းကြီးထွက်တာတို့အထူးလမ်းတွေပေါ့နောက်ပြီးဒီ န်လာချင်းရောဟုတ်တယ်ဒီအင်ကွက်တွေပေါ်တဲ့ရေတံခွန်ရှိတယ်အင်းစာလုံးဒီအင်းခွက်တွေအင်းကြောက်တုံးတွေပေါ်တဲ့ရေတံခွန်လည်းရှိတယ်။အဲ့ဒါလည်းကျွန်တော်တို့သွားဘူးတဲ့။သွားဘူးတဲ့ဆိုတာကဒီအင်းခွက်တွေလေလူတွေထွင်ထားတဲ့စာလုံးအတိုင်းပဲအင်းခွက်တွေပေါ်တဲ့အဲ့ဒီရေတံခွန်လည်းရှိတယ်။ထူးထူးဆန်းဆန်းနေတော့အများကြီးပေါ့။ဒါပေမဲ့တစ်ခါလေကြာရင်ထူးဆန်းတာဒီထူးဆန်းတယ် သဘာဝရဲ့ဖြည့်ရလို့ဒီမော်ဘီနဲ့ဘတ်မှဆိုရင်ဟိုတလောတော့ငါပြီးသွားတဲ့ဒီစိုက်နေရည်လေဖရားပေါ့အရင်တော့ကလူတွေပေတဲ့ဖရားလို့နာမည်ကြီးနေတဲ့ဖရားလည်းရှိတယ်ဒါကအခုနဟိုမမေးတဲ့ကုနာပေးတဲ့ပြုလို့နော်ဒီတိုက်ပံခင်းတဲ့သူတို့ပြောကြတာကစိုက်နေဖရားကတနည်းစကြိမ်မှလမ်းပေါ်တယ်ပြောနေကြတဲ့လူမျိုးကျွန်တော်ကတော့တစ်ခုပြီးကြည့်တယ် ရေချတဲ့နေ့သွားလို့ရှိလမ်းကအမြဲတမ်းပေါ်တယ်။ဒါဒီထူးဆန်းတဲ့အလုပ်တော့မဟုတ်ဘူး။သဘာဝတရားကိုလက်ခံရမယ်။ရေတိုက်လမ်းပြောက်တယ်၊ရေချရင်လမ်းပေါ်တယ်။ဒါကိုလူတွေကတနစ်တစ်ချိန်လမ်းပေါ်တယ်ပြောတဲ့ဆိုတာကတနစ်တစ်ချိန်ပေါ်တာမဟုတ်ဘူး။တနစ်မှတစ်ချိန်လူလာလို့မယုံရင်အဲ့ဒီကံချင်းမှာတပတ်လောက်နေကြည့်လိုက်။ရေစင်းရဲ့လမ်းပေါ်တယ်၊ရေတိုက်လမ်းပြောက် ကြီးတို့ပြောတာလည်းဘသူ့ကောင်မှနှိမ့်တာမဟုတ်ဘူးเนาะအဲ့ဒီရွာလူတွေနှိမ့်တာမဟုတ်ဘူးပြောပြထောက်ပြလာအဲ့ဒီမြေလူတွေနဲ့ကလည်းကျွန်တော်ကိုယ်တိုင်တွားရောက်ခဲ့တယ်လူမသိခင်တည်းကဘလို့ဖြစ်ပြက်လဲဘာတွေဖြစ်လဲဆိုတာလည်းကိုယ်ကိုယ်တိုင်လည်းလိလာခဲ့တယ်စော့ဆုတ်တဲ့သဘောပဲလိလာတော့စော့ဆုတ်တယ်လို့ပြောလာအဲ့ဒီချက်ပြားဘယ်တက်ပြီးဖျားဆိုတာအရင်တော့က ရေလေမှာရှိတဲ့ဖရာရေတက်လို့ရှိရင်စက်ခွဖရာကိုကျွန်တော်တို့စတင်လို့မရတော့ဘာဖြစ်လဲလမ်းကမရှိတော့နောက်ပိုင်းစက်ခွဖရာမှာပိတာနဲ့လှုပ်တဲ့ဒရာလေးပေါ်လာတော့ရေတက်ကြရေတက်ရင်ကြလဲကျွန်တော်တို့ဖရာကိုတပ်ဖူးနိုင်တယ်ဒီနောက်ပိုင်းရှေ့တန်လင်းကုမ္ပဏီကအခုရှောက်လန်းလေးလှုပ်ပြလိုက်တဲ့ခါကျတော့နတ်လန်းလေးလိုက်တော့စက်ခွဖရာကိုရေတက်ကြမြည်သည့်ချိန်မှာဆို သွားရဖူးပြနိုင်အဲ့ဒီတက်ခီဗီယာနဲ့တိုက်တယ်လို့ပဲမိုဘီနဲ့ကော့ရိုချေးရွာမှာရှိတဲ့လမိုင်းလမိုင်းမြို့မှာရှိတဲ့ကော့ရိုချေးရွာကျွန်တော်တို့ရွာမှာလဲကျိုင်မင်ဝါဆိုတာရှိတယ်ကျိုင်မင်ဝါလို့မြန်မာလိုခေါ်တယ်အဲ့ဒီကလည်းရေတန့်သွားလို့မရရေကျိုင်လန်တွေပေါ်တယ်ဒါကိုနက်ခင်လန်နက်ခင်လန်ဆိုပြီးပြောကြတယ်သိပ္ပံနီးပညာရလေးလာလို့ကြည့်ရင်ဒီကြာဒီနဲ့စင်သူကဘာပေါ်မှာ၃ဒီနေရာရှိတယ် အဲ့တော့ပြိတ္တာအလုံးလိုက်ကြည့်ပြီးလို့ရှိရင်ဝေဖန်နိုင်တယ်သုံးတတ်နိုင်တယ်ကျွန်တော်လည်းကျွန်တော်မြင်သလားကျွန်တော်သိသလားကျွန်တော်လေ့လာသလားကျွန်တော်ကဝေဖန်သုံးတတ်ကြည့်တာပဲအမြင်မတူရင်တော့ဆယ်လို့အမြင်ဆယ်နေကြလူကတော့သူဆယ်မှာပဲဘာလို့ဆယ်ဆယ်ကိုပဲမဆယ်ပါအောင်အစ်သေးပါစာလုံးပဲလေပဲနားစရာလည်းမလိုဘူးလောကကြီးမှာနေတတ်ရင်ကျင်နေစရာပဲဟုတ်တယ်ဟုတ်လား အခုပြိတ္တအားလုံးကျမချမ်းသာကြပါစေကျွန်တော်ဒီစကားဘာကြောင့်ပြောလဲဆိုရင်ဘုရားရှင်မီးတယ်ကျွန်တော်အဆရာလားဆရာလည်းမဟုတ်ဘူးနှက်ဆရာလားနှက်ဆရာလည်းမဟုတ်ဘူးဓာတ်ဆရာလားဓာတ်ဆရာလည်းမဟုတ်တိုက်ဆရာလားတိုက်ဆရာလည်းမဟုတ်ဘူးကျွန်တော်ဒီကိုဒီကအိမ်ချမ်းအယောင်ဝေသေးသေးပြောကြတယ်မီးကြတယ်ဒါပေမဲ့ကျွန်တော်တော့ပြန်ဖြေပေးပါလိမ့်သိကြလားနားလဲကြလားအိမ်ချမ်းကျိုးမီအာ ခြေဖြင်းနောက်ဖြင်းကန်ကြမှာဟောလာလို့ဒီဒါလည်းကျွန်တော်မပြောတတ်ဘူးဒါကြောင့်ကိုယ်ကိုယ်ပရိစိုက်တဲ့အင်အားကိုယ်ကိုယ်ဆောက်ထိန်တဲ့သစ္စာတွေကြောင့်လည်းဒီအလုပ်တွေပေါ်မှာမြင်လာတဲ့သုံးသက်လာနိုင်တယ်လိလသမှုရှိလို့လည်းပြောနိုင်တယ်တကယ်တကယ်ကျွန်တော်ဟောတဲ့အတိုင်းအားလုံးကျေးဇူးတင်ပါတယ်